မိတ်ဆွေပစ္စည်းတစ်ခုကိုဝယ်မဲ့အချိန်မှာပစ္စည်းကိုလည်းသဘောကျတယ်ဈေးနှုန်းလည်းရတယ်ပြည်တယ်ဒါပေမဲ့ရောင်းတဲ့သူကိုသဘောမကျလို့တော်ဒီမို့ရောင်းတဲ့သူကအဆင်မပြေလို့မဝယ်ဖြစ်တာမျိုးကြုံဘူးလားအားလုံးမိတော့ဆီးစီရနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စီပိုင်းနဲ့မားကတ်တင်းအကြောင်းတွေကို sharing လုပ်ပေးနေတဲ့အောင်ကူဖြစ်ပါတယ်ဒီကိစ္စကြီးကကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းနေတဲ့ Facebook မှာဖတ်လိုက်ရတာ ူကဗျာဆိုင်ကယ်ဝဲဖို့သွားတယ်ဆိုင်ကယ်သွားဝဲတော့ဆိုင်ကယ်ကိုလည်းကြိုက်တယ်ဈေးနှုန်းလေးကလည်းတင်အုံစင်ပြီးဒါမဲ့သူရောင်းတဲ့သူဘောမကြဘူးဝယ်ပဲပြန်ခဲ့တယ်အဲ့ဒါရုပ်ရည်ကြည့်လိုက်ဟာသကြီးလို့ထင်ဒါမဲ့အဲ့ဒါကြီးဟာလုပ်ငန်းလုပ်နေတဲ့သူတွေဖြစ်ကြအောင်မကြီးရအောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်အဲ့လိုနေရာမျိုးမှာရောက်ဘူးလို့ထားပါတော့ကျွန်တော်ဆိုင်ဆိုင်ကိုသွားဝယ်တယ်ပေါ်ရတာရောင်းတဲ့သူအဆင်ပြေလို့ရောင်းတဲ့သူအဆင်မပြေရဆိုတာကဘယ်လိုပြောရမလဲ personality ဘိုင်းပေါ့နော်ကျွန်တော်တို့မဝယ်နိုင်ဘူးထင်တဲ့အားမျိုးနဲ့ကြည်သာတို့အဲ့လိုတိတ်ပြီးတော့ တစ်ခုခုအဆင်မပြေတော့ဗျာဒါကတော့ကျွန်တော်ဥပမာပြောတာအဲ့လိုအဆင်မပြေတဲ့အကြောင်းမလို့ကျွန်တော်တို့ဝယ်တဲ့ပစ္စည်းရှိတာကမှမဝယ်ပဲလှည့်ပြန်ခဲ့တာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကရောင်းတဲ့သူဖြစ်နေပြီဆိုရင်ဒီကိစ္စတော်လေးကိုအရေးတကြီးသတိထားရမယ့်ကိစ္စတွေမျိုးပါပါတယ်ဝယ်တဲ့သူတွေကွာအမျိုးမျိုးရှိတယ်တချို့တွေကကိုယ့်အနေကိုအေးအေးဆေးဆေးကြည့်ပြီးတော့ဝယ်ခြင်းတွေပြောချင်တာကရောင်းတဲ့သူနားမှာရှိတယ်မကြိုက်ဘူးလို့မှလမ်းခေါ်ဘူးတချို့ကြတော့ဒီပစ္စည်းတွေအကြောင်းကိုသိချာမသိဘူး ရောင်းတဲ့သူကရှင်းတာပြီးတော့သူကလုံချင်တယ်။အဲ့တော့ကိုကရောင်းနေတယ်ဆိုရင်ဘယ်သူရဲ့အထာလေးကိုနည်းနည်းတော့သိဖို့လိုတယ်။ဒီလူကအကူကြီးလိုတာလားမလိုတာလားကိုသိဖို့လိုတယ်။အကူကြီးမလိုတဲ့လူနောက်ပါတကောက်ပေါက်လိုက်နေတယ်ဘယ်သူကသဘောမကျဘူး။အကူကြီးလိုနေတာကြီးကိုထုံတော့ပြီးတော့ငုံပြီးတော့အတင်းတုံးနေဖောင်ကြောက်အောင်ကြာအဲ့ဒါဆိုလည်းအဆင်မပြေဘူး။အဲ့တော့ကိုယ်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေကိုဒီသဘောတရားလေးတွေကိုပေးသေးချာချာလေးသိအောင်မြင်အောင် ရှင်းပြတာကိုတော်တော်လေးရေးကြည့်ပါလေ။ ဒါကမြေပြင်ဆိုင်မှာရောင်းတာဗျာ online မှာရောင်းတယ် online မှာရောင်းလို့ရှိရင်လေဒီသဘောတရားအတိုင်းပဲတချို့ကကြတော့ဘယ်လိုပြောမလဲဝယ်မဲ့ပစ္စည်းကိုသူပေးထားကြည့်လာပြီးသားအချစ်မရှိ site ပါ냐လူဝင် information တော့ပဲသူပြည်နေတာတချို့ကကြတော့ဝယ်မဲ့ပစ္စည်းကိုကိုတေချာမဆုံးဖြတ်ရသေးဘူးအကြံဉာဏ်ကိုစီရဒိုးခြင်းတယ်အဲ့တော့ तू ဘာလိုခြင်းလဲဆိုတာကိုသိအောင်ကျွန်တော်တို့ကလုပ်ပြီးကိုလုပ်တယ်အဲ့တော့ information သိကျင်တဲ့လူကို information ရှင်းပြဖို့လုပ်တယ် အကောင်လုံးသူကစဉ်းစားလာပြီးသား site လောက်အရာဟောပဲမေးရလို့ဆိုရင် site လောက်အရာဟောရှင်းပြလိုက်ရပြီအဲ့ဒါကိုကျွန်တော်တို့ကသွားပြီးလေတော့ရှင်သူကကြိုက်မှာမဟုတ်ဘူးအဒါကရေးမှုရအဖြစ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တချို့သောလုပ်ငန်းတွေမှာကြတော့ပိုင်ရှင်ပဲဖြစ်ဖြစ် ရောင်းတဲ့လူပဲဖြစ်ဖြစ်ချစ်မွေးပါတာမျိုးရှိဗျာသူကသူဘလို့ရောင်းအောင်ဘလို့ပြောပြောဝဲလူတွေကသဘောကိုကြားနေတယ်အဲ့အဲ့လိုမျိုးဆိုရင်တော့တိတ်ပြည့်တနာမရှိဘူးဗျာတောင်းတန်းဟိုဘလို့ပြောမလဲအတိတ်အဆောင်ဖြစ်သွားရင်တော့မကတ်စတမာက တိတ်ပြီးတော့အပြစ်မမြင်ဘာလို့ဆိုသူ့ရဲ့ကိုယ်၌ကိုယ်ကချင်မွေးပါလေအဲ့လိုချင်မွေးပါတဲ့အခါကျတော့ live လွယ်လွယ်ဗီဒီယိုနဲ့ပဲရောင်းရောင်း message နဲ့ပဲရောင်းအပြစ်မှာပဲရောင်းဘယ်လိုရောင်းအောင်ရောင်းနေရလဲအဲ့လိုကိုယ်ဝန်တန်းနေရ လူတိုင်းမှာချင်းမွေးပါအောင်မဖြစ်နိုင်ဘူးဗျာအဲ့ဒီခါကျတော့ကျွန်တော်တို့ကမလုပ်ထားမှာဝယ်သူတွေရဲ့အနေအထားကိုနားလေအောင်ဝန်ထမ်းတွေကိုပြချပြောပြထားဖို့လူတွေအဲ့တော့မိတ်ဆွေလုပ်ငန်းရှင်တွေအနေနဲ့ဒါလေးကိုခတိထားလို့ရအောင်ကျွန်တော်ဖတ်မိတာလေးကိုပြန်ပြီးတော့ပြောပြရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးကြတယောက်ချင်းတွေကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ပြီးတော့ပြန်လာခဲ့ပါမယ်ဗျာ